မြန်မာပြည်သူတွေသိကြတဲ့ဒီမိုကရေစီခေါင်းဆောင်လူမှုခေါင်းဆောင်ဖြစ်မဟုတ်ပဲပါမန်အိမ်တော်ရှင်မျိုးသမီးတယောက်ဖြစ်ပုံဖော်ထားတဲ့ဒေါ်ဆန်းစုကြည်အတွက်စာတစောင်ဆိုတဲ့အကြောင်းမူရင်းရေးသားသူဂျပန်စာရေးဆရာမနိုရိကိုအိုဆုကဒီဇင်ဘာ18ရက်နေ့မှာရေးသူဖတ်သူဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်အတွက်စာတစောင်မူရင်းရေးသားသူနိုရိကိုအိုဆုကသူ့ရဲ့မျိုးသားတိုက်တွန်းချက်အရာဒေါ်ဆန်းစုကြည်ရဲ့ တခြားသူတွေမသိတဲ့ဘဝအစိတ်ပိုင်းကိုဂျပန်လိုရေးသားခဲ့တာဖြစ်ပြီးဂျပန်လိုမထောက်ခင်မှာပဲမြန်မာဘာသာနဲ့မြန်မာပြည်သူတွေပထမဆုံးဖတ်ရတာပါလို့ပြောပြပါဗျ။သူနဲ့နိုဘယ်ညင်ညင်ဆုရှင်တို့ဟာနိုင်ငံရေးအကြောင်းတွေပြောကြတာမဟုတ်ပဲသူ့အတွက်တော့တခါတရံခေါင်းမာတဲ့တခါတရံပျော်ပြောင်းတတ်တဲ့ငွေချင်းစုပါလို့ဆိုပါတယ်။ To me so is so not the partition so sometimes very arrogant so sometimes very strong, but sometimes very soft and very naive because she has no parents. ပန်ဆိုရန်ဆင်းဂယ်လရီမှာပြုလုပ်တဲ့ရေးသူဖတ်သူဆွေးနွေးပွဲမှာမြန်မာဘာသာနဲ့ပထမဆုံးပြန်ဆိုတဲ့ဆိုင်းရေးဆရာမမတ်တီရာစန်းကြောင်းကခေါင်းဆန်းစုကြည်အိန်အောင်ရှင်မအဖြစ်နေထိုင်စဉ်ကာလတွေမှာကုံစင်းလုံးနဲ့မိသားစုတာဝန်နေကြရုန်းကန်ခဲ့တဲ့လူသားဆန်တဲ့ပုံရိပ်တွေထင်ဟပ်နေတဲ့ဒီစာအုပ်ကိုဂျပန်ဘာသာနဲ့မထုတ်ခင် မြန်မာလိုပြန်ဆိုခွင့်ရလို့တိုင်းမသိဂုံယူမိတယ်လို့ပြောပါတယ် စာအုပ်လေးဖတ်ချင်းအဖြစ်ပေါ့เนาะသူ့ရဲ့ဒီဟိုအိမ်အောင်ရှင် main မှာတယောက်လို့နေခဲ့တဲ့ကာလတွေပေါ့เนาะတခြားမျိုးသမီးတွေလိုပဲဟလာဒီခင်မွန်းရဲ့တာဝန်သားတွေရဲ့တာဝန်နဲ့ပုံစင်းနှုံနေကြတဲ့ရရုံးကန်ခဲ့ရတဲ့လူသားတယောက်ဆန်တဲ့ပုံရိပ်ကိုဖတ်ရတဲ့အခါကျတော့သဘောကျပါတယ်ဆိုရင်ကဘာမှပထမဦးဆုံး version အနေနဲ့ပေါ့เนาะဒီစာဖတ်ပရိသတ်ကိုတင်ဆက်ခွင့်ရတဲ့အတွက်ကြောင့်မဟုတ်လို့အဲ့ဒီပုံမှာတော့ကျွန်မအမြဲတမ်းဂုဏ်ယူနေပါတယ်ဒီစာအုပ်ကလေးရဲ့ ဲ့မူရင်းစာရေးသူဖြစ်တဲ့ဒီနိုရီကိုအုပ်စုကအင်မတန်မှမေတ္တာတရားတွေအပြည့်နဲ့ရေးထားတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖတ်တဲ့သူတိုင်းလည်းရှင်းမြင်နိုင်ပါတယ်ပေါ့နော်သူရဲ့မေတ္တာတရားကြောင့်ပုံဖော်ထားတာဟာလူတိုင်းရဲ့ရင်ထဲကိုရောက်တယ်ပေါ့နော်အဲ့လိုစာအုပ်မျိုးကိုဘာသာပြန်ဝင်ရတဲ့အတွက်အင်မတန်ကုန်မှုပါပဲမူရင်းရေးသားသူဟာစာအုပ်တော်လုံးကိုမေတ္တာနဲ့ရေးဖွဲ့ထားတာမြင်တွေ့နိုင်တယ်လို့လည်းဆိုပါတယ်လူတိုင်းဘဝမှာမျောလင့်ချက်ကြီးကြီးထားခြင်းမှာထားနိုင်ကြမှာဖြစ်ပေမဲ့သားမအိမ်အောင်ရှင်အမျိုးသမီးတွေအတွက်ညှုံလင့်စရာတွေ လောက်ကင်စရာတွေအများကြီးမို့ဒီစာအုပ်ကခွန်အားပေးမယ်လို့ယူဆတဲ့အကြောင်းပြောပြခဲ့ပါဗျ။